။ရင်ဆင်လာတဲ့နှုတ်ကပတ်တော်ကအာကျွန်တော်ကဒီယောရှုမတ်စာကိုစတင်ပြီးတော့မှဝေငှမှာဖြစ်တယ်။အဲ့တော့ယောရှုမတ်စာလို့မပြောတော့ဘဲနဲ့ယောရှုမတ်စာဆိုရင်တော့ကျွန်တော်တချို့တွေကတတော်များကအာအဲ့ဒါဖြစ်ဖြစ်မှာဆိုလို့နော်။အဲ့တော့ကျွန်တော်ကောင်းစင်လည်းမတက်ထားဘူးတပတ်ပြီးတပတ်ဖျားခင်ပေါ်ပြတဲ့အတိုင်းကိုကျွန်တော်တို့ကဝေငှသွားမှာဖြစ်တယ်။ဒီနေ့မှာကကြတော့ဒီအနာဂတ်စီကိုရဲရဲရှောက်ပါဆိုတဲ့ကောင်းစင်နဲ့ဝေငှခြင်းနဲ့ ပြောကြည့်အောင်အနာဂတ်စီကိုရဲရဲလျှောက်ပါဆိုတော့ဒီယောရှုမတ်စာကိုကြည့်တဲ့အခါမှာကျွန်တော်တို့အားလုံးကသိကြမယ်တချို့ကြတော့မသိဘူးမဖတ်ဘူးသေးတဲ့လူတွေရှိမှာပေါ့နော်ယောရှုမတ်စာကဣတီလာလူမျိုးတွေကိုဂျွန်ခံဘဝကနေပြီးတော့မှခေါ်ထုတ်လာတဲ့မောရှေရဲ့တပည့်ဖြစ်တယ်။သူကပြောထောင်တယ်မောရှေနဲ့သူကဘုရားရဲ့မျက်မှောက်တော်တဲကိုဝင်ခဲ့တဲ့လူငယ်လေးဖြစ်တယ်။အဲ့ဒီနောက်ကျွန်တော်ကယောရှုမတ်စာရောက်လာတဲ့အခါမှာမောရှေကသူတို့ရဲ့ကောင်းဆောင်ကအဲ့မှာ တည်သွားပြီမရှိတော့တည်သွားပြီးတဲ့အခါမှာရုတ်တရက်ကြီးတည်သွားတဲ့အခါမှာသူ့ရဲ့တပည့်ယောရှုကိုဖျားကနေပြီးတော့မှသင်ဟာတဲ့ဒီဣသေလလူမျိုးတွေဝင်စားဖို့ရန်အတွက်အေဂုတုပြည်ကနေထွက်လာပြီးတော့မှသူတို့ဝင်စားဖို့ရန်အတွက်သွားနေသောပြည်ကိုတဲ့ဝင်စားအောင်ဥဆောင်ပေးရမယ်ဆိုပြီးတော့မှဖျားသခင်ကသူ့ကိုတာဝန်ပေးလာ အဲ့တော့ဒီတာဝန်ပေးလာတဲ့အခါမှာယောရှုအတွက်လည်းပဲအမတန်မှခက်မှာဘာလို့လဲဆိုတော့လူကကျွန်တော်တို့လိုမျိုးနော်60 90 80 100 200ကိုဥဆောင်ရတာမဟုတ်ဘူး။ तू ကတိမ့်နဲ့ခြီးတဲ့လူတွေကိုအခုလိုမျိုးမိုက်ခရိုဖုန်းလည်းမရှိနော်ပြီးတော့မှသူတို့ကယွာတွေမြုပ်တွေမှလည်းမဟုတ်သူတို့ကခยีသွားရင်းနဲ့ရောက်တဲ့နေရာတိုင်းမှာတဲထိုးပြီးတော့မှနေရတဲ့အဆင့်ကနေပြီးတော့ဒီလူတွေကိုဥဆောင်ဖို့ဆိုတာကလွယ်တဲ့ကိစ္စမဟုတ်စည်ရေးလေးပြင်ဆင်ရတယ်ဖျားနဲ့စကားပြောဖို့လည်းပြင်ဆင်ရတယ်ဒီလူတွေရဲ့ welfare လို့ခေါ်တဲ့သူတို့ရဲ့အဆင်ပြေမှုတွေကိုလည်းသူတို့ကကြည့်ပေးရတယ်ဆိုတော့ခေါင်းဆောင်တယောက်ဖြစ်လာတဲ့အခါမှာသူ့မှာယုံလည်းမရှိဘူးတယ်လီဖုန်းလည်းမရှိဘူး Facebook လည်းမရှိဘူးเนาะအခုလို Viber group လည်းမရှိဘူးတရင်းနေပို့ဖို့ဆိုတော့အင်မတန်မှခက်တဲ့အလုပ်ဖြစ်တယ်ပြီးတော့မှပို့ဆိုတာကသူတို့ရဲ့ရှေ့မှာသူတို့ဝင်စားရမယ်ဘုရားသခင်ပေးထားတဲ့ခါနန်ပြည်နဲ့သူတို့ရဲ့အခုရောက်နေတဲ့နေရာကနေပြီးကြားထဲမှာကဒီတိုင်းပဲလမ်းလျှောက်ပြီးတော့မှရောက်လို့ရတာမျိုးမဟုတ်ဘူးတကယ်လက်တွေ့ကြကြတိုက်ပွဲဝင်ပြီးတော့မှ ရွာဒီမြုပ်ဒီကိုသိမ်းပြီးတော့မာတဲ့ဒီပြည်ကိုဝင်စားအောင်မှာဖြစ်တယ်တဲ့ဒီပြည်မှာရှိတဲ့လူဒီကိုလည်းသူတို့ကဝင်စားတဲ့အခါမှာဒီပြည်မှာရှိတော့တိုက်ခိုက်ပြီးတော့မာဒီအရာကိုယူရမှာဖြစ်တယ်ဆိုတော့ယောရှုဆိုတဲ့ပုံကိုလေးကိုဖျားသခင်ကနေပေးလိုက်တဲ့တာဝန်ဟာတကယ်ကိုကြီးမားတဲ့တာဝန်ဖြစ်တယ်အနာကဝင်စားဖို့လောက်ပဲကျွန်တော်ခရိယန်တွေကယုံကြည်ပြီးတော့မာလောလောဆယ်မှာအဲ့ဒီကိုဝင်စားဖို့ရန်အတွက်လှုပ်ဆောင်ရမယ့်ကိစ္စလေးတွေကိုကျွန်တော်ကမေ့လျော့လို့မရဘူး အဲ့တော့ကျွန်တော်တို့ရဲ့တက်တာထဲမှာဒီနေ့မှာအနာကတ်ဆိုတာကျွန်တော်ယုံကြည်တယ်နော်အနာကတ်ဆိုတာကျွန်တော်အားလုံးမျှော်လင့်တဲ့အရာရှိမယ်လို့ယုံကြည်တယ်ကျွန်တော်ကတော့ဒီဟာဒီကိုစင်ချင်နေတာကြာပြီနော်အတိတ်ဒီကိုကြည်တဲ့အခါမှာတကယ်ပဲဟိုဘလိုဒီဘလိုဒီနဲ့နော်မကြည်နဲ့ဆရာတွေအားမရဆရာတွေအများကြီးကျွန်တော်တို့ဘဝတင်မှာလည်းရှိတယ်တော့ထိုအရာဒီကိုနောက်မှထားခဲ့ပြီးတော့မှဖယားသခင်ပေးတော်ခွန်အားနဲ့ယောရှုကိုမိမ့်မာခဲ့တယ်လို့ပဲကျွန်တော်ဒီနေ့ဖယားသခင်ကအနာကတ်ထဲကိုဖယားသခင်ပြင်ဆင်ထားတဲ့အနာကတ်ထဲကိုတဲ့ 爷爷呢？为啥味道嘛？小爷不愿对别人讲。真的，阿龙哥彪呢？那批的哈了了呀！哎，真的，有时候嘛，说看起点，半夜看呢，如果怕这样，多偏远的，我一将毛线阿妈他做对呀，一点金米糊，少少煎熬的，还有月阿龙爷爷吃稀罗，江西那边都来奥米米阿家，奥米阿家的，做对呀，难道来罗的？来呀呗！ လက်ဝဲပဲလည်းမလွဲစီနေတယ်။ဆိုဖရာသခင်ကဒီယောရှုကိုသူကမှားတဲ့အခါမှာအမှန်ဆိုရင်တော့မင်းဘလို့ဆက်သွယ်ရမလဲသိရမှာကအဲ့ဒါသင်ပေးရမှာဒီလူတွေကိုဘလို့ဥဆောင်ရမလဲနော်ဘယ်သူနဲ့အဆက်အသွယ်လုပ်ရမလဲဘလို့နဲ့ဒီရန်သူတွေကိုညီပြူဟာတွေဆွဲရမလဲကျွန်တော်တို့လောကီအမြင်အနေနဲ့ဆိုအဲ့လိုလုပ်ရမှာဒါပေမဲ့ဖခင်ကမှားလိုက်တဲ့စကားကငါရဲ့ကျွန်မောရှိကိုမှားထားတဲ့အတိုင်းတဲ့ချစ်မေဆိုပြီးတော့မှစောင့်ရှောက်ခြင်းကအာယူပြီးတော့မှရဲရင် ဆိုတော့အမှန်တကယ်ဆိုရင်တိုက်ပွဲဝင်မဲ့လူကိုတိုက်ပွဲဝင်ဖို့အားရရင်ပါနော်တိုက်ပွဲဝင်နဲ့အနာကတ်တွေ့အားယူပါလို့အားပေးရမှာဒါဖခင်ကအဲ့လိုအားမပေးနဲ့ဘာဖြစ်ဆိုငါရဲ့စကားမောရှိကိုပေးခဲ့တဲ့စကားကိုပဲစောင့်ရှောက်ရဲတဲ့တတိပဲမွေးပါတဲ့အာမင်ဖယားရဲ့စကားကိုယုံကြည်ရဲတဲ့တတိပဲမွေးပါတဲ့ဖယားရဲ့စကားကိုဝန်ခံရဲတဲ့တတိပဲမွေးပါဒီဖယားရဲ့စကားကိုသာသင်ကစောင့်ရှောက်ရဲတော်သူဖြစ်လာတဲ့အခါမှာအောင်မြင်ခြင်းကိုတဲ့ငါကိုယ်တိုင်ကပေးနိုင်တော့ဖယားသခင်ဖြစ်တယ် အဲ့တော့ကျွန်တော်တို့ရဲ့ view ဟာကအမှန်တကယ်ဆိုရင်တော့အမျိုးမျိုးနဲ့ကျွန်တော်တို့ကစဉ်းစားရမှာယောရှုကိုဘလို့ဘလို့ဘလို့ဒီဆိုပြီးတော့မှခုနလိုသူ့ရဲ့ခက်ခဲခြင်းအများကြီးပဲအဲ့ဒီပြဿနာတွေရဲ့အဖြေကိုဖခင်ကပေးရမှာတိုးတော်လဲဖခင်ကပေးလိုက်တဲ့ view ဟာကရှင်းရှင်းလင်းလင်းပဲမောရှိကိုငါပေးခဲ့တဲ့ပြည့်ညတ်ဒီငါရဲ့စကားဒီကိုပဲတဲ့မင်းကရဲရင်စွာစောက်ရှောက်ရမယ်ဒီနေ့ယုံကြည်သူတွေရဲ့တိုက်ပွဲကကျွန်တော်အချင်းချင်းလို့ပြောပြပြီးချင်းနေတယ် ယုံကြည်ရတဲ့တိုက်ပွဲကစာတန်ကိုသွားပြီးတော့မှတိုက်ခိုက်ဖို့လဲမယ်ကျွန်တော်တို့ရဲ့နေ့တိုင်းဝင်ရတဲ့တိုက်ပွဲကမနေ့အိယာထကနေညနေအိယာဝင်တဲ့အထိတိုက်ရတဲ့တိုက်ပွဲကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းတိုက်ပွဲဖြစ်တယ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကတခါလီမှာဆုံးရှုံးခါနေနေပဲမိမိသားစုတွေမှာဖြားနာခြင်းတွေရောက်လာတဲ့ငွေကြေးပြဿနာတွေရောက်လာတဲ့မထင်မှတ်တဲ့နော်ပေါင်းသင်းဆက်ဆံမှုပြဿနာတွေရောက်လာတဲ့အခါကျွန်တော်ယုံကြည်ခြင်းနဲ့ဆုံးရှုံးခါကျွန်တော်လက်လွတ်ခါနေနေပဲကျွန်တော်အချင်းချင်းကြုံရတာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးကြုံရတဲ့အခါမှာယုံကြည်သူတွေရဲ့နေ့တိုင်းဝင်ရမယ်တိုက်ပွဲသည်တဲ့ 阿边阿路哩个带开铺，阿边阿路哩个不罗东尼阿么嘞苏打铁的，也轻松啊！在那路也铁马心里头拍夜夜是干股，天天都拥挤千个在那路讲，阿咩呢？苏干人多拥挤千个，阿你带外国文亚达去的，是了，要学个拍夜卡巴表嘞，冇学个阿表嘞，但少少钱阿的阿有味着嘛？阿侬，你冇讲啥么咯？阿侬夜夜千西罗的，讲西罗的咩都难的。 အောင်မီအကြောင်းထိုတရားလမ်းသို့လိုက်လို့လက်ရဖက်လက်ဝဲဖက်မလွဲနေဆိုဒီနေ့မှာကျွန်တော်ဒီမှာရှိနေတဲ့ညီကောင်မောင်နှမတွေကိုပြောချင်တဲ့အရာကတော့နံပါတ်1မှာအတိတ်ကိုမထားခဲ့နိုင်ရင်အနာဂတ်စီကိုလှမ်းလို့ရမှာဘယ်တော့မှမဟုတ်ယောကြည်ဟာအတိတ်ကိုမထားခဲ့နိုင်ရင်အနာဂတ်စီကိုလှမ်းလို့ရမှာမဟုတ်ဒီချိန်မှာပါဖြစ်ရဆိုအဖိုင်ငယ်နှစ်ထဲမှာကြည့်ကြည့်ငါဤကျွန်မောရှိသေးတယ်အနှိမ့်စရောက်နေပြီ တို့ဖြစ်၍တင်နဲ့တင်၌ပါသောဤလူအပေါင်းတို့သည်ယခုထ၍တဲ့ယော်ဒန်မြစ်တစ်ဖက်သို့ကူးကြလောတဲ့ဤဒီလာအမျိုးသားတို့အားငါပေးသောပြည်ကိုဝင်စားကြလောတဲ့ဆိုတော့ဒီအချိန်မှာဘာဖြစ်တာလဲဆိုတော့ဤဒီလာလူမျိုးတွေကသူတို့ရဲ့ကောင်းဆောင်သူတို့ရဲ့ဖခင်သူတို့ချစ်တိုက်တဲ့ချစ်လာစွာသောကောင်းဆောင်ကြီးဆုံးရှုံးသွားတယ်သူတို့ချစ်လာစွာသောဖခင်ကြီးဆုံးရှုံးသွားတယ်အဲ့ဒီအပေါ်မှာပဲသူတို့ကငိုကြွေးနေတာတဲ့နေ့တိုင်းငါတို့ရဲ့ကောင်းဆောင်ဆုံးသွားပြီ ငါတို့ဇောရကတက်တဲ့အခါမှာဘုရားသခင်ထံကနမိတ်လက္ခဏာတွေကိုပြုပေးတော့ငါတို့ရဲ့ဖခင်ကြီးမောရှေဆုံးသွားပြီဆိုတော့ဝမ်းနဲ့ပူဆွေးပြီးတော့မှနေကြတယ်ဆိုတော့သူတို့ကဘာကိုပဲကြည့်တယ်လဲဆိုတော့အနာကတ်မှာဘုရားကပေးထားတာကခါနန်ပြည်ရှိတယ်ဒါပေမဲ့အနာကတ်ကိုကြည့်ဖို့မေ့ပြီးတော့မှဘာပဲကြည့်နေဆိုတော့အတိတ်ပဲကြည့်နေတာဒီမှာရှိနေတဲ့ညီကိုမောင်နှမတွေကျွန်တော်အပါဝင်မေ့တခါတလေမှာအတိတ်မှာဖြစ်ခဲ့တဲ့အရာဒီကိုပဲအာယုံစိုက်ပြီးတော့မှအနာကတ်ကိုအာယုံစိုက်ဖို့မေ့သွားတဲ့အခါမှာအဲ့ဒါကျွန်တော်တို့ရဲ့အနာကတ်အတွက်ဆုံးရှုံးဖို့ခြေလှမ်းစာဖြစ်လာတယ် ဒါဒီမှာအတိတ်မှာဖြစ်ခဲ့တဲ့နာကျင်မှုတွေအတိတ်မှာကျွန်တော်တို့ကိုတစ္ဆာဖောက်ခဲ့တဲ့လူတွေအတိတ်မှာကျွန်တော်တို့ပုံမှန်တစ္ဆာမရှိခဲ့တဲ့လူတွေကျွန်တော်တို့ကိုဆော်ကားခဲ့တဲ့လူတွေကျွန်တော်တို့ကိုမတရားပြောခဲ့တဲ့လူတွေဒါတွေကိုပဲကျွန်တော်ကဆွဲလန်းပြီးတော့မှအတိတ်မှာမအောင်မြင်ခဲ့တဲ့အရာတွေအတိတ်မှာဆုံးရှုံးခဲ့တဲ့အရာတွေပဲအာယုံစိုက်ပြီးတော့မှအနာဂတ်ကိုအာယုံစိုက်ဖို့ရန်အတွက်မေ့လျော့သွားတဲ့အချိန်တွေရှိတယ်ဒါပေမဲ့ဒီနေ့မှာပြောပြခြင်းနဲ့အတိတ်ဆိုတဲ့နာကျင်မှုကိုလက်မလွတ်ချင်ဘူးဆိုရင်အနာဂတ်ဆိုတဲ့အောင်မြင်မှုကိုလည်းကျွန်တော်ကဆုတ်ကိုင်နိုင်မှာမဟုတ်ဘူးမိတ်ဆွေအာမင် အတိတ်မှာကျွန်တော်တို့အားလုံးပဲကြုံရမှာပဲမိသားစုမှာဆုံးရှုံးခြင်းတွေမောရှိလိုပဲကိုယ့်ရဲ့ဖခင်တွေဆုံးရှုံးသွားတာတွေကျွန်တော်တို့ချစ်ရတဲ့သူတွေမခွဲခွာခြင်းသေးတဲ့လူနဲ့ကျွန်တော်တို့ခွဲခွာရတယ်ကြုံရတာပဲအဲ့ဒီအပေါ်မှာပဲငိုချွေးနေပြီးတော့အမြဲတမ်းကျွန်တော်တို့ဘာပဲပြောပြောတရားပဲဟောဟောတက်သိပဲခံခံအဲ့ဒီအတိတ်ကဝမ်းနေစရာတွေပဲခဏခဏပြောနေသေးတယ်ဆိုရင်သင်ဟာအနာဂတ်အတွက်အဆင်သင့်မဖြစ်သေးဘူးဒါကြောင့်မလို့ယောရှုကိုဘာပြောလဲ အဲ့ဒီအတိတ်မှာမင်းတို့နေလို့မရတော့ဘူးတဲ့ငါခေါ်တာကအဲ့ဒီအတိတ်ကိုအောက်မေ့ဖို့မဟုတ်ဘူးတဲ့ပင်လယ်နီကိုပဲအောက်မေ့ဖို့မဟုတ်ဘူးတဲ့ကောင်းကင်ဘောကမာနပဲအောက်မေ့ဖို့မဟုတ်မင်းတို့ရဲ့သွားနေသောနေသည်နေရသည်ခါနန်ပြီဖြစ်တယ်အဲ့တော့ဒီနေ့မှာမိတ်ဆွေတွေကိုဒီမှာပြောပြချင်တယ်ကျွန်တော်အားလုံးမှာအတိတ်ဆိုတာရှိကြတယ်ကျွန်တော်လည်းရှိတယ်အတိတ်ဒီမှာမချိနှက်ခဲ့တဲ့အရာတွေအတိတ်ဒီမှာအာကျွန်တော်ဒီလိုလုပ်ခဲ့ရမယ့်ဥစ္စာတွေအဲ့ဒီလူငါအစခရေကပါထုတ်ဖက်လိုက်ရမယ့်အရာတွေ အဲ့လိုငါကအခွင့်ကောင်းယူနေတဲ့လူတွေကငါဘာဖြစ်လို့သီးခံခဲ့တာဆိုအများကြီးပဲနှောင်တရစရာတွေရှိတယ်ငိုကြွေးစရာတွေရှိတယ်ဆုံးရှုံးခဲ့ရတာတွေရှိတယ်ကျွန်တော်မိသားစုတွေမှာခြေရတဲ့သူတွေဖခင်တွေမိအကိုတွေဆုံးရှုံးရတဲ့အခါမှာငါဘာဖြစ်လို့အဲ့လိုလုပ်ခဲ့တာလဲဆိုပြီးတော့အများတန်းယူကျုံမရဝမ်းနဲ့ပူဆွေးခြင်းနဲ့အတိတ်ကိုပဲအောင်းမေးရင်အနာဂတ်အတွက်ကျွန်တော်ကဝင်အဲ့တော့ဖခင်ကဘာပြောလဲငါအီဂျုံမောရှိသည်အနေစားရောက်နေပြီတေသွားပြီလက်ခံလိုက်တယ်အာမင် အတိတ်ကိုလက်ခံပါငင်းခိုင်းတာမဟုတ်ဘူးအတိတ်မှာမနာကျင်ဘူးလို့မပြောနဲ့ငါကတော့မနာကျင်မပြောနာကျင်နဲ့လက်ခံပါအဲ့ဒီဆုံးရှုံးချက်ကကိုယ့်အတွက်ကြီးမားတယ်အဲ့ဒီအချိန်ဖြုန်းခဲ့ချက်ကကိုယ့်အတွက်ကြီးမားတယ်လက်ခံပါတယ်ဒီမှာဘာဖြစ်ပါ့မလဲငါအိတ်ကြုံမိုးရှိသည်အနစ်သာရောသေသွားပြီလက်ခံလိုက်ပါတဲ့မင်းတို့ဘလောက်ပဲငုံကိုဘလောက်ပဲနေတော့ကဆွေဆွေဘလောက်ပဲဘာပဲဖြစ်ဖြစ်နေတော့ဘလောက်ပဲအချိန်ယူပြီးတော့မှငုံကိုတဲ့ဘယ်တော့မှမိုးရှိဆိုတာပြန်လာမှာမဟုတ်တော့ဘူးအဲ့တော့မင်းတို့ကငါလှုပ်ဆွေချင်ဒါကြောင့်မလို့တဲ့သူ့ဖြစ်ရဲဆိုတာက တင်နဲ့တင်၌ပါတော့လူအပေါင်းတို့သည်ဗါရဲလေယခုပြောကြည့်အောင်ယခုလို့အေးနေတို့အတန်ကားလဲယခုလို့ပြောကြည့်အောင်အေးအဲ့လိုလေးမှာပြန်ပြတော့ယခုလို့ပြန်ပြောကြည့်အောင်အဲကျွန်တော်ကတရားဟောရင်အကျယ်ကြီးဟောတတ်လို့နော်တချို့နေရာတွေမှာဆိုရင်ကျွန်တော်တခြားအသင်းတော်တွေမှာနော် ူများနိုင်ငံတွေမှာသွားတဲ့အခါပထမဆုံးကျွန်တော်တောင်းပန်ရကျေးဇူးပြုရလို့ကျွန်တော်အရင်အတန်ကျဲလိုက်မင်းတို့ကငါစိတ်ဆိုးနေတာမဟုတ်ဘူးနော်လို့ငါကအားရပြီဆိုအတန်ကိုကျဲတာလို့နော်ဒါကြောင့်မလို့ကျွန်တော်လက်ဖိတ်ဆိုင်ဒီပါဒီမှာဆိုအေဝံဂေလိမဟောတတ်ဘူးဘာလို့ဆိုအေဝံဂေလိဟောတာနဲ့ခါတဲ့တဆိုင်လုံးကကျွန်တော်အတန်ကြီးပဲပြည့်သွားတယ်တူတူလေးကိုမပြောတတ်တာနှစ်ယောက်ကိုဟောလဲအဲ့တိုင်းပဲအဲ့တော့စိတ်လှုပ်ရှားရင်အတန်ကျဲလာမယ်အာမင်အဲ့တော့ကျွန်တော်လိုပဲလိုက်ကြည့်ကြရခုလိုပြောကြည့်ရအေးအဲ့ဒီဖက်ကအတန်ကျိုက်တယ်ရခုလိုပြန်ပြောကြည့်ရအေး ယခုအိတ်တော်ယောဒာမြစ်တစ်ဖက်သောဘာလုပ်ခိုင်းတာလဲကူကြလော့ငိုကြွေးရမယ့်အချိန်ကုန်သွားပြီတဲ့နောင်တရရမယ့်အချိန်ကုန်သွားပြီတဲ့နော်အသေးခွဲခဲတဲ့လူတွေကို မေးလိုက်ရမယ့်အချိန်နေကုန်သွားပြီတဲ့ပူတာအိုရောအေးတာအိုရောအကုန်လုံးမေးပြလိုက်ရတော့မယ်တဲ့နိုင်သာတော်တင်လည်းသွားမှာပဲတဲ့ ော့ခုချိန်မှာကျွန်တော်တို့ကတော်တော်များများမှာကျွန်တော်လိုပဲအတိတ်မှာထောက်ချောက်တဲမှာမိနေပြီးတော့မှအနာဂတ်ကိုမေ့လျော့ပြီးတော့မှအတိတ်မှာကိုပဲကိုဆုံးရှုံးခဲ့တဲ့ငွေတွေပမာဏတွေဖြုံးခဲ့တဲ့အချိန်တွေပဲစဉ်းစားပြီးတော့မှအတိတ်အတွက်စိတ်မလှုပ်ရှားတော့တဲ့သူတွေဒီမှာရှိကောင်းရှိနေတယ်ကျွန်တော်လိုပဲကျွန်တော်ဆိုရင်လည်းစဉ်းစားတယ်အနာဂတ်ကိုအရင်တော့ကလို့နော်အသက်လည်းအလောက်မကြည့်သေးပါဘူးလို့ငါ56ပဲရှိသေးတာလို့ဖះเจ้าနေမှာအရင်တော့ကလို့အားရပါရလည်းမလှုပ်ချင်တော့ဘူးဟိုဟာစဉ်းစားအရင်တော့ကဆိုဖះเจ้าကနေ့တိုင်းလာပြီးတော့လှုပ်ရှားတယ်လို့အခုဆိုလှုပ်ဖို့မလှုပ်ချင်တော့တာလို့ ။ဘာဖြစ်လဲဆိုကျွန်တော်မှဘာဖြစ်သွားလဲဆိုတော့အတိတ်ဆိုတဲ့အရာကိုပဲစဉ်းစားပြီးတော့မှဟိုးအဲ့ဒီနှစ်တုန်းကပျော်စရာကောင်းလိုက်တာဟိုးအဲ့ဒီလူနဲ့အမှုတော်ဆောင်ရတာပျော်စရာကောင်းလိုက်ဟိုးအဲ့ဒီအသိန်းတော်ထောင်တုန်းကနမိတ်လက္ခဏာမြပျော်စရာကောင်းလိုက်တာဆိုတဲ့အတိတ်မှာပဲနေနေရင်းနဲ့အနာဂတ်အတွက်သင်ဟာအစဉ်သိမဖြစ်သေးဘူးဒီနေ့မှာအနာဂတ်အတွက်ပြင်ဆင်ကြရအောင်ဟာလေလုယအနာဂတ်မှာဒီထက်ကြီးမားတဲ့အရာတွေကိုဖျားသခင်ကပြုလာမှာဖြစ်တယ်ဟာလေလုယ အတိတ်ထဲမှာသင်မမြင်ဘူးခဲ့တဲ့အရာတွေကိုဘုရားသခင်ကပြုလာပေးမှဖြစ်တယ်အာမင်သင်ဆုံးရှုံးခဲ့တာတွေထဲနှစ်ဆသောကောင်းကြီးတွေကိုဘုရားသခင်ကပြင်ဆင်ပေးထားဒါပေမဲ့အတိတ်အတွက်ပဲငိုနေရင်တော့အနာဂတ်မှာနေပျော်နိုင်မှာမဟုတ်အဲ့တော့လောလောဆယ်မှာကျွန်တော်ရဲ့နှလုံးသားထဲမှာဖြစ်ပျက်နေတဲ့အရာကယနေ့ယော်ဒန်မြစ်တစ်ဖက်သို့ကူးကြလောဣသေလအမျိုးသားတို့ကငါပေးသောပြည်ကိုမြန်မာစကားကဘလို့ကြီးလဲတော့မသိနော်ဝင်စားကြလောတဲ့ကျွန်တော်အတွက်ကတော့ကွတ်တိကွတ်တိအမြင်နဲ့ကြာကျွန်တော်အစားတောက်ကြိုက်တဲ့လူဆိုတော့နော် ဝင်စားပါမဟဲ့နော်ဆာလ23ကိုရွေးတဲ့ခါမှာစပွဲခင်းပေးတယ်တဲ့အစားအသောက်တွေအပြည့်ပဲတဲ့ဆိုတော့ကျန်းလာကအယမ်းမိုက်တယ်နော်ဒါကြောင့်လားအစားအသောက်ကလုံးဝကိုလုံးဝကိုအဲအကြောင်းမလို့ကျွန်တော်အမျိုးသားနေမှာလားအစားအသောက်တွေယူလာခဲ့ကြပါအများကြီးစားရအောင်နော်အစားအသောက်ကလုံးဝကိုရှောင်လို့မရဒီမှာလဲဝင်စားကြလော့ဘုရားသခင်ကအတိတ်အတွက်ငိုကြွေးနေနေမယ်ဆိုရင်တဲ့အနာကတ်အတွက်သင်ဟာအာယုံမဆိုင်နိုင် ဒီနေ့ဒီမှာရှိနေတဲ့အားလုံးတော့မဆိုးလို့ပေမဲ့တချို့သောဤကိုမောင်နှမတွေအတိတ်မှာဆုံးရှုံးခဲ့တဲ့အရာတွေအတိတ်မှာမှားသောဆုံးဖြတ်ချက်တွေချခဲ့တဲ့အရာတွေပေါ်မှာနှောင်တပဲရနေပြီးတော့မှအတိတ်မှာခြေလမ်းမလှမ်းရတော့တဲ့ဤကိုမောင်နှမတွေရှိတယ်ဆိုတော့ဒီနေ့မှကျွန်တော်အားပေးခြင်းနဲ့ဘုရားသခင်ကဒီနေ့ဟာအနာကတ်ကိုခြေလှဆအလှမ်းရမယ်နေ့ဖြစ်နေတယ်ဟာလေလုယား နာကမှာအတိတ်တိတ်မှကျွန်တော်တို့ငိုကြွေးစရာတွေမှားယွင်းခဲ့တဲ့အရာတွေပဲအမြဲတမ်းတွေးပြတာငါဘာလို့လုပ်ခဲ့တာလဲငါဘာလို့ငါအတိတ်အနာကမှာပြန်မြန်မှားမလားပြန်မြန်ဖြစ်မလားဆိုပြီးတော့အဲ့လိုကြောက်နေတဲ့စိတ်နဲ့မသွားပါနဲ့တယ်ဖခင်သခင်တင်တဲ့အတူရှိတယ်တင့်ကိုဝင်စားဖို့ပြည်ကိုတင့်ကိုပေးပေးသားဖြစ်တယ်ဟာလေလုယအဲ့ဒီဝင်စားတဲ့အမဲ့နေရာကတခြားအရာတိုက်ဆရာကိုက်ဆရာမဟုတ်ဘူးတဲ့ငါရဲ့စကားကိုပဲတဲ့ငါရဲ့ကတိကိုပဲတဲ့စိတ်ထဲမှာသွင်းထားပါတဲ့အဲ့ဒီစကားကိုရဲရဲပဲဝန်ခံလိုက်ပါလို့ပြောတယ်ဟာလေလုယ ုတိယအနေနဲ့ပြောပြခြင်းနဲ့ယောရှုကိုဖခင်ကပြောတာကပါလေမရှိတာကိုအာယုံအာယုံစိုက်ပြီးတော့မှအယုံမဟုတ်ပဲနဲ့အာယုံစိုက်မရှင်ပဲနဲ့အတူရှိတဲ့ဖခင်ကိုအာယုံစိုက်အသက်ရှင်ရှောင်းလန်းစေခြင်းကျွန်တော်တော်တော်များများကအသက်တာထဲမှာအနာကအတွက်ကျွန်တော်တို့ကဖခင်ပေးခြင်းနဲ့အနာကတည်းကမလျှောက်ရဲတာဟာဘာကြောင့်လဲမရှိလို့ ငါတို့ကဟိုအာမမရှိတာငါကပညာမမရှိတာငါက certificate မမရှိတာငါကဟိုအာမမရှိတာဒီဒီမှာအာယုံစိုက်စီခြင်းနဲ့မရှိတာကိုအာယုံမစိုက်ဘဲနဲ့သင်မှာရှိနေတော်သူတွေထာဝရဖရာသခင်သင်နဲ့အတူရှိတာဖြစ်တယ် hallelujah အဲ့တော့မရှိတာကိုအာယုံစိုက်ပြီးအသက်မရှင်ပါနဲ့မိတ်ဆွေဟောငါတို့မှလည်းဟိုအဲ့လိုလူမျိုးတွေများရှိလို့ကတော့ငါတို့မှလည်းအဲ့လိုဆိုတိုင်းတဲ့လူတွေအဲ့လိုဟောနိုင်တဲ့သူတွေအဲ့လိုဦးဆောင်နိုင်တဲ့သူတွေများရှိလို့ကတော့မရှိတာကိုအာယုံစိုက်နေတာကျွန်တော်ကတော့ပင်ပန်းပြီအာမင် ရှိတဲ့အရာဟာဘာလဲဆိုတော့ယနေ့မှရှိတဲ့လူတွေနဲ့ဖယားသခင်သားအတူရှိမယ်ဆိုရင်အနာကဟာတောက်ပနေမြဲဖြစ်တယ်ဟာလေလုယရှိတာကိုအယုံဆိုင်ပါဒီမှာပိုက်ငင်ငါးတဲမှာသင်အသက်တည်ဒီကာလပတ်လုံးတဲ့သင်ရှိမှအဘယ်သူများမခံမရနိုင်ရတဲ့မိုးရှိနဲ့အတူငါရှိတကယ်တော့တဲ့သင်နဲ့အတူငါရှိလိမ့်မည်ငါဒီသင်ကိုမစွန့်သင်ကို ပြည့်၍မထားတဲ့ဟာလေလုယာဒီနေ့ကျွန်တော်တို့မှဘသူမရှိတော့တာလေကျွန်တော်တို့မှဘယ်ဘယ်လူကမရှိတော့တာလေအဖေကမရှိတော့တာညီအကိုတွေကမရှိအားကိုရတဲ့ငါတို့ရဲ့အိမ်ကမိသားစုကအလုံးလုံးနေတဲ့သူမရှိတော့တာတွေကိုမရှိတာတွေကိုအာယုံဆိုင်ပြီးအသက်မရှင်ပါနဲ့တဲ့ရှိနေသေးတဲ့ဘသူလဲဆိုထာဝရဘုရားသခင်သင်နဲ့အတူရှိသေးတာဖြစ်တယ်ဟာလေလုယာဒီဘုရားသခင်ကလူတွေပိတ်ထားတဲ့တကားကိုဖွင့်ပေးမဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာ ဲ့တော့မရှိတော့တဲ့အရာတွေတပါအများနဲ့ငိုနေသေးတယ်ကျွန်တော်တို့စကားပြောတိုင်းမရှိတော့တဲ့ဆုံးရှုံးခဲ့တဲ့အရာတွေပဲနေ့တိုင်းပြောနေသေးတယ်ဆိုရင်သင်ဟာဖရာသခင်ဆွဲခေါ်ခြင်းနဲ့အနာကတ်တွေအစင်သင်မဖြစ်တဲ့လူဖြစ်လာလိမ့်မယ်တနည်းအားဖြင့်ကြီးစားဟောင်းအပေါ်မှာပဲအသေးကွဲနေသေးတယ်ဆိုရင်ကြီးစားအသက်ထားဖို့အစင်သင်မဖြစ်သေးဘူးနော်တချို့အပြိုလူပြိုတွေကအဲ့ဒီကြီးစားစကားနဲ့ပဲနားလဲလို့ကြီးစားဟောင်းအပေါ်မှာပဲညိတ်တွေကြာနေတဲ့ညံ့ညံ့မှလည်းပဲအခြေရကိုးเจ้าနေ မင်းငါကိုထားခဲ့တော့ပဲဆိုနေသေးတယ်ဆိုရင်ဖယားခင်ပေးခြင်းနဲ့ဖယားခင်အကြံစီတော်နဲ့ကိုက်ညီတော့အမျိုးသားအမျိုးသမီးတည်းက ready မဖြစ်သေးဘူးအဲ့တော့အဲ့ဒီအတွက် ready ဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့အတိတ်မှာရှိခဲ့တဲ့ကကျေးဇူးတင်တယ်မောင်လေးရေကျေးဇူးတင်တယ်မမရေနေငါကိုပေးသွားတယ်သင်ခန်းစာတွေတဲ့ praise the lord ဆိုပြီးတော့မှအနာကမှပြင်ဆင်ပေးတယ်ကျွန်တော်တို့ရဲ့ညီကိုဟန်လင်းအောင်လို့ နာကမှာဖျားခင်ပြင်ဆင်ပေးထားလို့နဲ့ရဲရဲတင်းတင်းယူလိုက်တဲ့အခါမှာနော်ကျွန်တော်ဟိုတနေ့ကတည်င်းကြားတယ်ဟန်လေးအောင်ရဲ့အိမ်ထောင်ဘဝကတော့တကယ်မရင်နေတဲ့တော်မှตายရတယ်ဆိုတာဖုန်းကိန်းစော့နေတာတော့မှသမင်းခွန်ကြွေးမဲ့လူရှိတယ်ဟာလာနော်အဲ့လိုမျိုးအိမ်ထောင်ကလေယောက်ျားတိုင်းအိမ်မက်နော်သူဖိုးစရာခုဟာမလေးအဲ့လိုလား ကျင်းစောနေတာတောင်မှခမင်းကျွေးတာပစက်ပေါက်မတဲလို့တဲ့စိတ်ကထကောက်သေးတယ်ပြန်ချော့ရသေးတယ်အမှန်ဆိုရင်တော့ကျွန်တော်ဆိုရင်အဲ့ခမင်းမကန်နဲ့ကောက်ထုပလိုက်မှာကျင်းစောတာရှုံးလို့သူ့အသူစိတ်ကောက်တာကိုတရားခမင်းကပစက်ကောက်မတဲလို့ဆိုရင်စိတ်ပါထကောက်သေးတယ်ကောင်းဆုံးသွားစားဆိုကန်ရမှာဒါပေမဲ့ तू ကောင်းကြီးခံစားရတယ်နော် तू သိလားတော့မသိဘူးနော်တရင်နေ့ကပြောပြခြင်းနဲ့မရှိတာကို အာယုံစိုက်ပြီးအသက်ရှင်ရင် ရှိလာအောင်မဲ့အရာဒီကိုလက်လွတ်သွားတတ်ကြ။ဒါကြောင့်မလို့ဒီနေ့မှာဘုရားသခင်ကနေပြီးတော့မှကျွန်တော်တို့ကိုမောရှေကိုနဲ့အတူငါရှိတဲ့ကဲ့သို့ပဲတဲ့။သင်နဲ့လည်းငါအတူရှိနေမယ်။သင်ကိုမစွန့်ဘူး။သင်ကိုပြည့်၍မထားဘူး။ဒီနေ့ယောရှုကဘာဖြစ်လို့ဘုရားသခင်ရဲ့စကားတစ်ခုတိုင်းကိုနာခံရဲသွားခဲ့တာလဲဆိုတော့သူသဘောပေါက်သွားတယ်။ဣတိလလူမျိုးတွေရဲ့ ယုံကြည်ခြင်းကဘယ်လိုမျိုးလဲဆိုတော့ဖယားသာအတူရှိမယ်ဆိုရင်ငါတို့ခြိုက်ဝမ်းတဲ့ပဲသွားရသွားရအဆင်ပြေမယ်ဆိုတာသူတို့ကသဘောပေါက်တယ်။ဖယားသာအတူပါရှိမယ်ဆိုရင်ခြင်သိတွင်းတဲ့ပဲရောက်ရရောက်ရခြင်သိတွင်းသေးကိုမကြဖို့ရန်အတွက်မကာကွယ်ခဲ့ရင်လည်းပဲခြင်သိတွင်းထဲမှာကျွန်တော်တို့ကိုငိန်ဝတ်စွာကွယ်ကာပေးမယ်ဖယားဆိုတာသူတို့ကသိဖယားသာအတူပါရှိမယ်ဆိုရင်တဲကန္ဒရမှာလည်းပဲစမ်းရည်တွေကိုစီစဉ်စီနိုင်မယ်ဆိုတာသူတို့ကသိတယ် ဒီနေ့တင်တဲ့ကျွန်ုပ်ဟာလေပဲကျွန်ုပ်နဲ့အတူရှိနေသောဖရာဟာဆင်းရဲဒုက္ခမရွေအတူတူရှိသောဖရာသခင်ဖြစ်တယ်ဟာလေလုယားဘယ်လိုမျိုးအခြေအနေမှာမဆိုအတူရှိသောဖရာသခင်ဖြစ်တယ်ခြောက်သွေးတဲ့အချိန်မှာလည်းအတူရှိတယ်ဆိုပြေတဲ့အချိန်မှာလည်းအတူရှိတယ်အဲ့ဒီလိုမျိုးဖရာလောကထဲမှာမရှိဘူးဒါပေမဲ့ဒီဖရာသခင်ကတော့မောရှိနဲ့မရှိတော့တဲ့ခါမှာယောရှုကိုပါပြောလဲဆိုတော့မောရှိနဲ့ငါအတူရှိတယ်မင်းကောင်းဆောင်ကိုကြည်လိုက်သူနဲ့ငါအတူရှိတာတယ်သူလှုပ်ခဲတာတွေတခုမှမရှိဘူးတယ်ပင်လယ်နှချမ်းခွာတာ နှချမ်းခွဲသွားတာကသူလောက်တာမဟုတ်ဘူးတဲ့သူရဲ့တောင်းဝဲလည်းမဟုတ်ဘူးတဲ့အဲ့ဒီအရာတွေအလုံးကငါပဲလုပ်ခဲ့တာတဲ့ဟာလေလုယမိုးပေါ်ကနဲ့မင်းတို့တွေမာနမှုတ်တွေစားတယ်အဲ့ဒါသူလောက်တာမဟုတ်ဘူးတဲ့သူဆွမ်းလို့မဟုတ်သူရဲ့အဆွမ်းမဟုတ်ဘူးတဲ့အဲ့ဒီလူကိုအဲ့ဒီအရာတွေကိုလှုပ်စေနိုင်တော့သူလှုပ်ခဲ့တော့သူဟာငါကိုယ်တိုင်ဖြစ်တယ်အဲ့တော့မပူနေတဲ့မင်းမာနမှုတ်တက်မပူနေတဲ့ပင်လေဒီနှချမ်းခွာပွဲတော့မပူနေတဲ့မောရှေနဲ့အတူရှိတဲ့ဖယားကမင်းနဲ့အတူရှိမဲ့ဖယားပဲ ူလှုပ်ပစ်ငါအဲ့ဒီတုန်းကလှုပ်ခဲ့တဲ့အရာတွေထဲကြီးမားတဲ့အရာတွေကိုပင်နေငါပြုတ်အောင်မဲ့ဘုရားသခင်ဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကိုလည်းဒီနေ့ဘုရားသခင်ကမှကျွန်တော်တို့ဓမ္မတိကျမ်းထဲမှာလည်းရှိတယ်။ဟေပြဲထဲမှာသင်ကငါအလင်းမစွန့်ပစ်ဘူးတဲ့။ဘယ်တော့မှဘုရားသခင်ကမစွန့်ပစ်ဘူး။အဲ့တော့ကျွန်တော်တို့ကဒီနေ့မှာဘာလို့ရဲရင်ရမလဲအနာဂတ်ကိုဘာဖြစ်လို့ရဲရဲရှောက်ရမလဲဆိုတော့ကျွန်တော်တို့တော်လို့တတ်လို့လုံနိုင်လို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ကအတူရှိသောဘုရားသခင်ဒီဘယ်တော့မှမစွန့်ပြစ်သောဘုရားသခင်ဖြစ်လို့ဖြစ်တယ်ဟာလေလုယာ ဖေတော့မှမစွန့်ပြင်းမဲ့ဘုရားသခင်ဖြစ်တယ်။ဆင်းရဲတဲ့ခါမှလည်းအတူရှိမဲ့ဘုရားသခင်ဖြစ်တယ်အာမင်။ကျွန်တော်ဘဝမှာဒါပဲရှာနေတာပဲ။ကျွန်တော်ဒုက္ခရောက်တဲ့ခါမှစွန့်ပြင်းမဲ့လူတွေအများကြီးပဲ။ကောင်းစားတဲ့အချိန်မှာတော့ဝိုင်းဝိုင်းလည်လာမှာပဲ။ဒါပေမဲ့စွန့်ပြစ်သွားမဲ့လူတွေခက်ခဲတဲ့အချိန်မှာစွန့်ပြစ်။ဒါပေမဲ့ဘုရားကပြောလေ"ဘယ်အချိန်အနည်းပဲရောက်ရအောင်"တင့်ကုန်ကပေတော့မှမစွန့်ပြစ်ဘူး။အဲ့ဒါနဲ့ကျွန်တော်ဒီနေ့မှာဒီချမ်းပိုက်ထဲမှာပါတွေ့ရလေဆိုတော့ဘုရားသခင်ကတင်တကယ်ပဲလုတ်သမျှမှာ အောင်မြင်ခြင်းတယ်ဆိုရင်တော့တဲ့နင်းကောင်က လမ်းစဉ်ပြီးမယ်အဲ့တော့ဖရားရဲ့အောင်မြင်ခြင်းလမ်းစဉ်ကိုနော်ရဲရဲစုပ်ကင်ပြီးတော့မှလိုက်လျှောက်ဖို့ဒီနေ့မှဆုံးဖြတ်စီခြင်းဖရားရဲ့လမ်းစဉ်ကဘာလဲဆိုတော့အပိုင်ငယ်ခုနှစ်ထဲမှာလည်းတွေ့ရနော်ခုနှစ်နဲ့ရှစ်နဲ့အတူတူဖတ်ကြည့်အောင်သူဖြစ်၍ငါဤကျုံမောရှေမှထားသောတရားအတိုင်းကြင့်မိဟုတဲ့စောင့်ရှောက်ခြင်းငါတဲ့အာယူ၍အလုံးရဲရင်ချင်းရှိလောကြံစီလီသမျှတို့နဲ့အောင်မြင်ပြီးအကြောင်းတို့ထိုးတရားလမ်းသို့လိုက်ရောတဲ့လက်လက်လာလက်ရဖက်လက်ဝဲဖက်သို့မလွဲနေတဲ့အပိုင်ငယ်ရှစ် ထိုပြင်းတိကျန်းစာ၌ရေးထားသမျှအတိုင်းတဲ့ကြင်မီဟုစောင့်ရှောက်ခြင်းအလို့ငါတဲ့ကျန်းစာကိုကြည်ကြဲလေးပြောကြအောင်ကျန်းစာကိုဘယ်တော့မှမဖတ်နဲ့လားမဖတ်မရွက်ပဲအေးဖတ်လို့ကတော့နော်လို့မပြောဘူးနော်ယောရှုကဘုရားကပြောလေငါရဲ့နီးပြူဟာကနင့်ရဲ့နီးပြူဟာအတိုင်းတော့ဖြစ်ချင်မှာဖြစ်မယ် နော်ဒီငါရဲ့နီးဗျူဟာအောင်မြင်ဖို့ဗျူဟာကတဲ့လောကသားတွေကပေးတဲ့လောကီတွေရဲ့ပေးတဲ့ဗျူဟာနဲ့တူချင်မှတူမယ်လောကီမှာကကြတော့ပူတော်အောင်လို့ဘလို့လို့ဘလို့လို့ဘလူကိုဘလို့ကန်းဘလို့ပေးထားဘလို့ကန်းထားဘလို့လှုပ်ထားအဲ့ဒါဆိုရင်တော့နင်းရဲ့အနာကကတောက်ပလိမ့်မယ်တဲ့ဒါပေမဲ့ဘုရားသခင်ကပြောလဲဆိုဒီမှာကြတော့လောကီနဲ့တော့မတူဘူးတဲ့လောကီကတော့နင်းစိတ်ရေးမှဘလကောင်းလာအောင်ပြင်ထား နော်ညံကောင်းလာအောင်ပြင်ထား training တွေများများစင်ထားဒီနေ့ကိုဒိုက်ကို90ထိုးတာနဲ့ခုက100ထိုးအဲ့ဒါစင်တဲ့နေရန်သူတွေကိုနိုင်မပြောပဲနေပါဘာပြောလဲရေးထားသမျှအတိုင်းကြင့်မီဟုစောင့်ရှောက်ခြင်းအလို့ငါတဲ့ကျမ်းစာကိုမဖတ်မရွတ်ပဲမနေစရောယုံကြည်သူဖြစ်လာပြီးတော့ကျမ်းစာကိုလုံးဝမဖတ်တဲ့ခရိယာနေကျွန်တော်အချင်းချင်းပြောရနော်ကျမ်းစာကိုလုံးဝမဖတ်ပါနဲ့လို့နော် ကျမ်းစာဖတ်ရင်ဘာဖြစ်သွားမှာလဲဘုရားသခင်ကအောင်မြင်မယ်လို့ပြောတာဟုတ်အကြံထားမြောက်မယ်တဲ့အဲ့တော့အကြံမထားမြောက်သေးဘူးဆိုရင်ကျွန်တော်တို့ရဲ့ဖက်ကနေဘာပဲလို့ဆိုတာဘုရားသခင်ဘီယူဟာကိုဒီနေ့မှာလက်ခံခြင်းတဲ့လူတွေကိုပြောပြနေတယ်နော်အားလုံးတွေ့တော့ဟုတ်ခြင်းမဟုတ်ဘူးဖယားရဲ့ view ဟာကတခြား view ဟာမဟုတ်ဘူးလောကီရဲ့ view ဟာကတော့မင်းလူကြီးတွေကိုကတ်ဒီထဲမှာဘသူအရေးကြီးတဲ့เนาะဘသူက CEO လဲဘသူကဥက္ကဋ္ဌလဲဒါတွေနဲ့ပေါင်အဲ့ဒါဆိုရင်တော့မင်းလမ်းပွင့်လိမ့်မယ်တဲ့ဒါပေမဲ့ကျန်းစာကဒီလိုမပြောဘူးတကယ်တည်းကျန်းစာမှာရေးထားတယ်များအဲ့ကျန်းစာထဲမှာရှိသမျှသောအရာတွေကိုတဲ့ 金杯了嘛，少少把买，少杯了嘛。阿里江山哥，没拍没一百，没来的，你娘没的，继续拍要要没的。阿家一首我包了，都漂亮了，对不对？阿家，看没有？是不？毛写到毛写到无，幺手手来六年，那个拍起来的笔画个。我也十家股呗，你娘没的，拍吧，约吧，输吧。 ဖတ်လဲဖတ်ပါတဲ့ရွတ်လဲရွတ်ပါအဲ့တော့ကျွန်တော်တို့ကဖတ်ခြင်းလဲမရှိရွတ်ခြင်းလဲမရှိဘူးဆိုရင်တဲ့ဖရားရဲ့ view ဟာအတိုင်းဖရားရဲ့လမ်းစဉ်အတိုင်းအောင်မြင်ခြင်းကကျွန်တော်နဲ့ဝေးမှာဖြစ်တယ်လောကီလိုတော့အောင်မြင်လို့ရတယ်လောကီရဲ့စနစ်မှာလည်းပဲအောင်မြင်ခြင်းကတို့ရတို့ရပန်းတန်ဒီကိုရအောင်လုပ်တယ်နော်ကတ်သေးနဲ့လူကတ်ရတယ်ဖားသေးလို့ဖားရတယ်ပေးသေးလို့ပေးရတယ်ကမ်းသေးလို့လူကမ်းရတယ်ပြီးတော့မှယူသေးနဲ့ဘွဲတွေယူရတယ်လေးလာသေးတဲ့လောက်လေးလာရတယ်ဒါတွေကလောကမှာအောင်မြင်တဲ့နေဒါပေမဲ့ကျမ်းစာမှာပြောထားတဲ့ဖရားရဲ့အောင်မြင်မှုပါတဲ့ ဘယ်လိုမျိုးလဲဆိုတော့ကျန်းစာကိုတဲ့မဖတ်မရွက်ပဲမနေနဲ့နင့်ရမပြက်လဲကြည့်ရှုဖတ်ရရမယ်အဲ့တော့ဒီနေ့မှာဘုရားသခင်ရဲ့အောင်မြင်ခြင်းလမ်းစဉ်ကဒါလေးပါပဲဘုရားစကားကိုဖတ်ရဆင်ခြင်းအောက်မေ့လှုပ်ဆောင်ခြင်းမှာအထူးရည်ရင်ခြင်းကဘုရားရဲ့အောင်မြင်ခြင်းပြုဟာဖြစ်တယ်အာမင်ဘုရားရဲ့ဘဝအောင်မြင်ခြင်းရဲ့ပြုဟာက ဟိုเจ้าတက်ဒီเจ้าတက်မဟုတ်ပဲနဲ့ဖះเจ้าလေးပဲတက်တယ်ကျွန်တော်ခဏနာပြောနော်ကဘာပေါ်မှာအကောင်းဆုံးเจ้าကဖះเจ้าဒီဖះเจ้าမှာကဖះနဲ့တွေ့ဆုံရတဲ့အခွင့်ရှိတယ်ပညာစကားတွေကိုပြောတယ်ကောင်းတဲ့ဆက်ဆံရေးတွေတိဆောက်လို့ရတယ်အဲ့တော့ကဘာပေါ်မှာအကောင်းဆုံးเจ้าကဖះเจ้าဖြစ်နေတုံးပဲအဲ့တော့ဖះစကားကိုဖတ်ရစင်ချင်းအောက်မေ့လှောက်ဆောင်ခြင်းမှာတဲ့အထူးရဲရင်ချင်းကဖះရဲ့အောင်မြင်ခြင်းပြုဟာ ဆိုဒီမှာရှိတဲ့ငီကိုမောင်တော်မတွေကိုဖရားရဲ့လမ်းစဉ်နဲ့အောင်မြင်စေခြင်းနဲ့စေခြင်းနဲ့အတွက်ဒီနေ့မှာပြောပြတာယောရှုကိုပေးတဲ့ဘျူဟာကငါစကားကိုနေညမပြတ်စင်ခြင်းဖတ်ရရမယ်ဒီလမ်းစဉ်ကိုလှုပ်ကြည့်ခြင်းနဲ့ဆိုရင်ဒီနေ့မှာဖရားသခင်ကအားလုံးကိုဖိတ်ခေါ်တယ်အဲ့တော့ဒီနေ့မှာဖရားစကားကိုယုံရဲတဲ့ဝန်ခံရဲတဲ့အသက်တာရှိရင်အောင်မြင်ခြင်းကိုဖရားက ေးမယ်နောက်ဆုံးအပိုက်ငယ်ရှေ့ရဲ့နောက်ဆုံးတပိုက်လေးကိုပြန်ဖတ်ရအောင်သူ့ပြုတ်လျင်ဘာပြုတ်ရင်လဲကျန်းစာကိုနေညာမပြတ်ဖတ်ရဆင်ခြင်ပြီးတော့ထိုးအရာကိုငါကြင့်မယ်ကွာဆိုပြီးတော့မှတတိရှိရှိနေတဲ့ရှောက်လန်းလာတယ်ဆိုရင်တဲ့အဲ့လိုသာပြုတ်တယ်ဆိုရင်အဲ့လိုသာလုတ်တယ်ဆိုရင်တဲ့သင်သည်ဗါတယ်လေအကျံထမြောက်၍အောင်မြင်လိမ့်မယ်နောက်တစ်ခေါက်ကြဲကြဲနဲ့သင်သည်အကျံထမြောက်၍အောင်မြင်လိမ့်မည်သင်မှာကျွန်ုပ်လိုထည့်ကြည့်အောင်ကျွန်ုပ်သည် အကြံထမြောက်ရယ်အောင်မြင်လိမ့်မည်နော်အကြံထမြောက်ပြီးတော့မှအောင်မြင်ခြင်းသောခရိယံတိုင်းသည်တခြားအများကြီးပညာပတိအယံကောင်းတဲ့လေးလာပါနော်ဘွေရအများကြီးယူပါကောင်းတယ်သို့တော်လည်းပဲဒီနေ့ကျွန်တော်တို့ဒီကထိုအရာဒီကိုမှီပြီးတော့မှသွားဖို့မဟုတ်ပဲနဲ့ဖယားသခင်ကိုမှီပြီးတော့မှသွားတဲ့ခါမှာတဲ့ဖယားကတဲ့လူတွေမကူညီနိုင်တဲ့အချိန်မှာတဲ့သင်ရဲ့အကြံကိုထမြောက်အောင်ငါကိုယ်တိုင်ဆောင်ရွက်ပေးမယ်လို့ပြောတာဖြစ်တယ်ဟာလေလုယာ အဲ့တော့ဒီမှာကျွန်တော်တို့ကကျွန်တော်ဒီအကြံထမြောက်ရဲ့အောင်မြင်လိမ့်ဖို့ရန်အတွက်ဘာလုပ်ရတာလဲဆိုတော့အများကြီးမရှိပါဘူး။ဘုရားသခင်ကနှုတ်ကပတ်တော်ကိုဖတ်ရရမယ်။အာမင်။ဆင်ခြင်ရမယ်။ဖတ်ရရမယ်။ယုံလဲယုံရမယ်။ရှောက်လဲရှောက်ရမယ်။ပြောလဲပြောရမယ်။ အိမ်မှာလည်းကတ်ထားရမယ်ဖုန်းမှာလည်းကတ်ထားရမယ် Facebook မှာလည်းတင်ထားရမယ်ငါဒီယုံရဲသောသူဖြစ်တယ်ဆိုတာကိုကျွန်တော်ကအသက်တာအပြင်ဖွင့်ပြအဲ့လိုသာလုပ်တယ်ဆိုရင်တဲ့ယောရှုမပူနဲ့တဲ့သင်ရဲ့ရှေ့မှာရန်သူတွေဘလောက်ပဲအာကြီးပါစေတဲ့ငါဟာအရာခတ်သိမ်းကိုတတ်နိုင်သောဖခင်ဖြစ်တယ်တဲ့ hallelujah အဲ့တော့သင်ပူရမယ်တစ်ခုကတစ်ခုလေးပဲငါရဲ့စကားကိုသင်ရဲရဲယုံရဲလား ဝန်ခံရဲလားရှောက်လှမ်းရဲတင်ရဲရင်ရမှာတခုတည်းပဲတဲ့အဲ့ဒီကြောင့်သူဒီကိုတင်ကြောက်ရင်လည်းကြောက်ပါတဲ့ဒါပေမဲ့တင်ရဲရင်ရမှာကတော့ငါသည်ဖရားရဲ့သားဖြစ်တယ်ဖရားသခင်စေခိုင်းတော်သူဖြစ်တယ်ဆိုတဲ့ဖရားရဲ့နှုတ်ကပတ်တော်တိုင်းရဲရဲကျွန်တော်တို့ကဝန်ခံရဲဖို့ဖြစ်တယ်အာမင်နောက်ဆုံးအနေနဲ့ဒီဟာလေးကိုကျွန်တော်ကဆင်ခြင်ရအောင်ကိုတော်ပြင်ဆင်ပေးတဲ့အနာကစီကိုခြေတော့နဲ့သွားတာမဟုတ်ဘူးခရိယံတတယုံကြည်ခြင်းအပေါင်းရဲရင်ခြင်းနဲ့သွားတာ ဘုရားခင်ပြင်ဆင်ပေးတဲ့အရာဘူးခါနန်ပြည်ကိုသူတို့က6တောက်တော့တုံးရတာပဲသို့တော်လည်းပဲအဲ့ဒီ6တောက်ကနောက်တမိုင်လောက်ဆယ်သူတို့ကမောပန်းပြီးတော့မှနောက်ရန်သူတွေရဲ့ကွင့်မြချင်းကိုသူတို့ခံမှာဒါပေမဲ့ဘုရားကပြောလေတင်တို့ကငါရဲ့စကားကိုသာယုံကြည်တယ်ဆိုရင်တင်တို့ခါနန်ပြည်ကိုဝင်စားရတဲ့ခွင့်ဘုရားကပေးမယ်အဲ့တော့ယုံကြည်ခြင်းအပေါင်းရဲရင်ခြင်းပဲဒီနေ့ကျွန်တော်ကယုံကြည်တယ်ဆိုပြီးတော့မှမယုံရဲတဲ့သူတွေအများကြီးရှိတယ်အာယေရှုကိုတော့ငါယုံကြည်တယ်မဲ့ဝန်မခံရဲဘူး ယေရှုခရစ်တော်တော့ယုံကြည်တယ်ကိုယ့်အိမ်မှာယေရှုကိုယုံကြည်ကြောင်းမပြသားရဲဘူးတငယ်ချင်းဒီစီမားလည်းမပြဒီနေ့ဖယားသခင်ကပြောနေတဲ့ဥစ္စာကငါ့ကိုရဲရဲသာယုံကြည်သင်ကုန်ကရဲရဲကောင်းကြည်ပေးမယ်တယ်ဟာလေလုယာဒီနေ့ကြားမရင်းနဲ့ပတ်သက်တဲ့ပြဿနာတွေဖယားသခင်ကရဲရဲကောင်းကြည်ပေးခြင်းတယ်ကိုတော်ပြင်ဆင်ပေးတဲ့အနာကပ်စီကိုရဲရဲရှောက်ဖို့ရန်အတွက်ကျွန်တော်က6တောက်နဲ့သွားရတာမဟုတ်ဘူးလူဒီလိုကျွန်တော်ကဟိုမကြောက်ဒီမကြောက်နဲ့လက်နဲ့ကြိယာနေနဲ့တက်ဆင်ပြီးတော့သွားရမှာယုံကြည်ခြင်းအပေါင်းရဲရင်ခြင်းဒါလေးပဲဒါကြောင့်ဒီနေ့ရောက်လာတဲ့ညီကောင်မောင်နှမတွေ အနာကတ်စီကိုရဲရဲဝင်စားတဲ့ဖျားပြင်ဆင်ပေးတဲ့အနာကတ်ကိုပိုင်ဆိုင်ဖို့ရန်အတွက်ဒီနေ့လောကီလိုပဲပညာအများကြီးမတတ်ရင်လည်းပဲဖျားသခင်ကတတ်နိုင်တယ်ဖျားလေမင်းဖျားသခင်ကတိပြုတာကိုဖျားသခင်ကပေးမယ်ဖျားသခင်ဖြစ်တယ်လက်မလျှော့ဘဲနဲ့ဆက်လက်ယုံကြည်ပြီးတော့မှအဲ့ဒီယုံကြည်ခြင်းအပေါင်းရဲရင်ချင်းဆိုတဲ့ဖျားသခင်ကိုယုံရဲခြင်းကိုနှုတ်အားဖြင့်တော်လကောက်အသက်တာအားဖြင့်တော်လကောက်လှုပ်ဆောင်ခြင်းအားဖြင့်တော်လကောက်ပြသပြီးတော့မှဖျားသခင်ကိုကျွန်တော်ကယုံကြည်ကြောင်းပြသနေတယ်ဆိုရင်တဲ့အနာကတ်အแทးကိုဖျားရဲ့ပေးထားတဲ့ဒီလူဒီကိုပေးထားတဲ့အနာကတ်ကခါနံပြီး ကျွန်တော်တို့နောက်အပတ်ဒီမှာကျွန်တော်တို့ကဝင်ခတဲ့အခါမှာဆက်လက်ပြီးတော့မမြင်သူတို့တွေဟာအကုန်လုံးခါနန်ပြည်ကိုပိုင်ဆိုင်ရတဲ့အခွင့်ဘယ်လိုပိုင်ဆိုင်ခဲ့ကြလဲဆိုတော့အင်အားကြီးလို့လည်းမဟုတ်ဘူးတော်လို့လည်းမဟုတ်ဘူးတဲ့ဖျားဟာသူတို့ ਨੇ အတူရှိလို့ပိုင်ဆိုင်ကြဒါကြောင့်ဒီနေ့မှာကျွန်တော်အားလုံးကိုခွန်အပ်ပေးခြင်းနဲ့အနာဂတ်ထဲကိုရဲရဲရှောက်ပါအာမင်သင်ရဲ့ဖျားဟာသင်နဲ့အတူရှိတယ်ဟာလေလုယာ 对我半步背面拍样子看不出来，对嘛？没水的水没有的，半步背面露的，淘宝面露么些的，没布包呢。这拍样子看啊，露一点露的过，露一点千万不上背里嘛。这拍个按五倍拍样子看的，amen。